ကျွန်တော်အခုက director ဖြစ်လာပြီ director မလုပ်ခင်မှာရှိမှာ assistant director အနေနဲ့ကျွန်တော်တနှစ်နဲ့လေးလကျော်ကျော်လုပ်လုပ်ခဲ့တယ်အဲ့တော့တွင်မှာဆိုရင် ကျွန်တော် assistant director ကိုရိုက်ကွင်းပါလာကျွန်တော်မှာရှိမှာတော့ကျွန်တော်တရုတ်ဆောင်လုပ်ခဲ့တယ်အာကျွန်တော်အရင်နေကားခဲ့တယ်ပြီးတော့တစ်ခါကျကျွန်တော်တချင်းနေဆိုခဲ့တယ်အဲ့ image အကုန်လုံးပျောက်သွားတာပျောက်သွားတာဆိုကိုကိုရိုင်းလည်းဖျောက်တာပါအဲ့မှာရိုက်တော့မဲမင်းသားမလာသေးဘူးဆိုမင်းသားပြေးခေါ်မင်းမလာသေးဘူးဆိုမင်းသမီးဖုန်းဆက်ပေး dialogue ချပေး ြီးတဲ့ခါကျတော့တခုရှိရပါလဲဆိုတော့သွားကြည့်လိုက်တဲ့မင်းသမီးရဲ့ဟိုစားလေးတခုကလိုအပ်နေရဆိုရင်ဟိုမင်းကြီးကတော့တခုလိုလိုနေရတယ်အေးအသွားပြောกว่าကိုကဆိုသွားပြောလိုက်သွားပြောလိုက်တဲ့ခါကျတော့ကိုကပြောတာကိုပြောတာပြောတဲ့ခါကျတော့သမီးဒါလေးကအဆင်မပြေလို့ဒါလေးနည်းနည်းလေးလဲပေးပါလားကို့ကြော်ပြီးတော့ဆရာလဲရမှာလားတဘောကလေဒီမှာလာပြောနေတာကိုလေဟုတ်လားအဲအဲအဲ့လိုသဘောပေါ့နော်အဲအဲ့ဒါလေးကအများကြီးပဲကြော်ရတယ် အဲ့အဲ့အဲ့ကာလတွေတုန်းကတော်တော်လေးစိတ်ထဲမှာတော့ဘယ်လိုခေါ်လဲကနည်းနည်းပျော့တယ်။ဘာလဲဆိုတော့ခါကျတော့ငါ့ရဲ့ image ကိုပြန်ပြီးတော့ဒီဟာကြီးကကိုယ့်ပုံမှာမလွမ်းမှုပဲနဲ့ director တယောက်နေနဲ့ကြိုးစားနေတဲ့ assistant director တယောက်ကိုဆက်ဆံနေဆက်ဆံမှုမျိုးကြုံရတဲ့ခါကျတော့နည်းနည်းတော့ပျော့တယ်။ဘာလဲဆိုတော့ကိုယ့်ရည်ချင်းကိုပြတ်တက်ွင့်တမျိုးရတော့မယ်ဆိုတာကိုစိတ်ထဲမှာခံစားရလို့ပါ။ကျွန်တော်အခုက director ဖြစ်လာပြီ ိုက်တာမလုပ်ခင်မှာရှိမှာ assistant director အနေနဲ့ကျွန်တော်တနှစ်နဲ့လေးလကျော်ကျော်လုပ်လုပ်ခဲ့တယ်။အဲ့တော့တွင်မှာဆိုရင်ကျွန်တော် assistant director ကိုရိုက်ကွင်းပါလား။ကျွန်တော်မှာရှိမှာတော့ဟိုကျွန်တော်တရုတ်ဆောင်လုပ်ခဲ့တယ်။အာကျွန်တော်အငင်းနေကားခဲ့တယ်။ပြီးတော့တစ်ခါကျကျွန်တော်သချင်းနေစိုးခဲ့တယ်။အဲ့ဒီ image ရေအကုန်လုံးပျောက်သွားတာ။ပျောက်သွားတာဆိုကိုကိုရန်လည်းဖျောက်တာပါ။ကိုကိုရန်လည်းကိုလို့ကိုအကောင်းဆုံးဖြစ်အောင်လုပ်ရတာပေါ့လား။အဲ့မှာရိုက်တော့မဲမင်းသားမလာသေးဘူးဆိုမင်းသားပြေးခေါ်။မင်းမလာသေးဘူးဆိုမင်းသမီးဖုန်းဆက်ပေး။ ဒါလောက်ချပေးပြီးတဲ့ခါကျတော့တခုရှိရပါလဲဆိုတော့တွားကြည့်လိုက်တဲ့မင်းသမီးရဲ့ဟိုစားလေးတခုကလိုအပ်နေရဆိုရင်ဟိုမင်းကြီးကတော့တခုလိုလိုနေရထင်တယ်အေးအဲ့တော့ပြောကွာကိုကတော့တွားပြောလိုက်တွားပြောလိုက်တဲ့ခါကျတော့ကိုကပြောတာကိုပြောတာပြောတဲ့ခါကျတော့သမီးဒါလေးကအဆင်မပြေလို့ဒါလေးနည်းနည်းလေးလဲပေးပါလားကို့ကြော်ပြီးတော့ဆရာလဲရမှာလားတဘောကလေဒီမှာလာပြောနေတာကိုလေဟုတ်လားအဲအဲ့လိုသဘောပေါ့နော်အဲ့အဲ့လေးတွေအများကြီးပဲကြော်ရတယ် ဒါဥပမာပြောပြတာပါအာပါခုံးလေး assistant director လုပ်တဲ့အချိန်မှာတကယ်ခုနဟာတဲ့အကုန်လုံးကိုယ့်ရဲ့ image ကိုဘယ်သူမှဘာမှမမြင်တော့ဘူးကိုကလည်းမမြင်အောင်ထိကိုအရန်စူးစမ်းပန်းစားကိုတကယ်တောက်တူအစင်းလောက်ထိကိုလိုက်လုပ်လိုက်တဲ့သဘောပေါ့နော်အဲ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 ကာလာတွေတုန်းကတော်တော်လေးစိတ်ထဲမှာတော့ဘယ်လိုခေါ်လဲဆိုနည်းနည်းပြောတယ်။ဒါလဲဆိုတော့ခါကျတော့ငါ့ရဲ့ image ကိုပြန်ပြီးတော့ဒီဟာကြီးကကိုယ့်ပုံမှာမလွမ်းမိုးပဲနဲ့ director တယောက်နေနဲ့ 調査နေတဲ့ assistant director တယောက်ကိုဆက်ဆံနေဆက်ဆံမှုမျိုးကြုံရတဲ့ခါကျတော့နည်းနည်းတော့ပျော်တယ်။အဲဘာလဲဆိုတော့ကိုယ့်ရည်ချင်းကိုပြတ်သားခွင့်တမျိုးရတော့မယ်ဆိုတာကိုစိတ်ထဲမှာခံစားရလို့ပါ။ကွာချသွားတာ။ကွာတာပေါ့ကွာတာပေါ့။ကွာတာပေါ့ခုနပြောတဲ့အတိုင်းပေါ့နော်။အဲတခုရှိရပါလဲဆိုတော့ကွာလာပြီဆိုတဲ့အချိန်မှာတော့ကျွန်တော်ကကျွန်တော်အဲဘာလဲ assistant director ရှိရလေ။ရှိတဲ့ခါကျတော့ကျွန်တော်ရဲ့ assistant director ကိုကျွန်တော်ခံစားရတယ်လို့ခံစားရအောင်နော်ကျွန်တော်ဂျုံတွေ့ရတယ်လို့ဂျုံတွေ့ရအောင်အားလုံးရှိမှာကျွန်တော်က proof တစ်ခုလုပ်ပေးထားတယ်ပေါ့နော် အဲအဲ့ဒါမျိုးလေးတော့ရှိရတာပေါ့နော်ကျွန်တော်တို့နေပယ်တွေကိုပြောင်းလဲပြီးတော့လှုပ်လှုပ်နေတဲ့လူတွေလေဘယ်နေပယ်ကိုပဲရောက်ရောက်ဘယ်ဒေသကိုပဲရောက်ရောက်ကုဒုကုချွန်လှုပ်ပြီးဆိုတဲ့လူတွေကတော့အခက်ခဲတွေအများကြီးကြုံရတာပါပဲအဲပွင့်လင်းပြောရရင်ကျွန်တော်ကကုဒုကုချွန်လှုပ်တဲ့ຢາတွေကိုကျွန်တော်ကသဘောကျတတ်တာပေါ့နော်အခုကအစစ်ဆန်ဒါရိုက်တာတယောက်ဒါရိုက်တာတယောက်ဖြစ်အောင်ကိုကိုကိုတိဆောက်တဲ့နေရာမှာရှေ့မှာရှိခဲ့တဲ့အဆူတော်မူမူတရုတ်ဆောင်မူမူဆိုတဲ့အပေါ်မှာဒီပန်းမမီခိုပဲနဲ့လောက်ကန်ရတဲ့ နေမြေတွေကိုရောက်လာတာအဲ့ဒီပုံမှာလဲကျွန်တော်အာရောက်လာတဲ့ပုံမှာလူတွေကအဲ့လိုမျိုးဆက်ဆံတဲ့အတွက်ဟိုကျွန်တော်ကတော့သဘောကျတယ်ဒါကိုခက်ခဲတယ်လို့ယူဆမယ်ဆိုရင်တော့ကိုရုကိုကျွန်လုတ်ဖို့တိတ်လွယ်ကူမှာမဟုတ်ဘူးပေါ့နော်ကိုရုကိုကျွန်သမားတွေကိုအလုပ်ကိုကိုကကိုဒီဇိုင်းမမက်စူးစမ်းပြီးလုပ်ကြရတဲ့လူတွေကတော့ဒီကိစ္စတခုကတော့ခက်ခဲနေနေတော့တတ်မှတ်မယ်လို့မထင်ဘူးကြုံနေကြလေကားတက်တယ်လို့ပဲခံစားမိပါတယ်ခက်ခဲရှိမှအောင်မြင်တာလေ အာဗာလဲဆိုတော့ game game တွေလိုပါပဲ game တွေလိုပါပဲ level 1တော့ကတော့လွယ်တယ်တဖြည်းဖြည်းခက်လာလေလေသူများမရောက်တဲ့နေရာကိုရောက်လေအောင်မြင်မှုကိုရလေဒီလိုပါပဲ no မဟုတ်ဘူးခုခေတ်လူငယ်တွေကပိုတောင် challenge ခေါ်တယ်ဗာလဲဆိုတော့ခါကြတော့ဘယ်လို challenge ခေါ်လဲဆိုတော့ခါကြတော့သူတို့ကအာနည်းနည်းလေးပေါ့နော်ဗာလဲဆိုတော့ဟိုဟိုရှေးရှေးယူဆွဲတွေကတော့ဗာလဲဆိုတော့ခါကြတော့တခုခုလုံရင်ကြောက်တာတွေညွန့်တာတွေရှိရှိခဲ့တယ်သူတို့မှာကကြတော့အဲ့လိုမဟုတ်ဘူးအခုခေတ်လူငယ်တွေက လူငယ်မှမဟုတ်ခုခုကလေးတွေအားစားအခုကျွန်တော်တမီ6နဲ့9နှစ်ပဲရှိသေးတယ်ကျွန်တော်သာ6နဲ့9နှစ်ပဲရှိရဲဟိုဆယ်ပြီလောက်ရှိရဲ့ရေကန်တွေတော့ဒိုင်းဆိုခုံစင်းသွားရဲပြီအာကိုတွေတော့တက်တာပဲကိုတွေတော့ဘာအဲ့ဒီ၄ပြီလောက်ကိုခြေတော့ချော်သွားရင်တော့ကြောက်နေရလေဒါဥပမာပြောပြတာပါအဲ့တော့ဘာလဲဆိုခုခေတ်လူငယ်တွေကခုနပြောရတဲ့အခက်ခဲကိုကြောက်တဲ့ထင်ပါတော့မပါဘူးသူတို့ကအဲတခုရှိရစူးစမ်းခြင်းစိတ်တအား များတာကိုပဲအမြင်ရတစ်ခုအနေနဲ့ပဲတတ်မှတ်မှာပေါ့နော်အဲအဲတည်တည်ချာချာလေးစဉ်းစားချင်းချင်ပြီးမှပဲအဲလှုပ်ဆေးကျင်တာတွေလည်းကျွန်တော်ကဖြစ်ဖြစ်တည်တည်ချာချာစဉ်းစားပြီးတော့မှပဲလှုပ်ဆေးကျင်တယ်ပေါ့နော်အရန်တောင်မှခုနကပြောတဲ့ freedom တအားဖြစ်တဲ့အတွက်ခုနကအရန် break 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 လေးနဲ့အုပ်ဆေးကျင်တာပါ